ပြီးရင်ဂျုံနဲ့ကောင်းတဲ့ဟိုတယ်ရောက်ကြကောတဲ့မဟုတ်ဘူးလားမငင်းနဲ့အမှန်နေတယ်လို့ဆိုကိုယ်တိုင်သိဆုံးသွားတယ်โอเคဟာ who are you talking about about me me going to hotel with guy do you know me i don't even know you ဒီလိုမျိုးကောမမန့်နေဆိုတော့ဘာလဲ မျက်စိနဲ့တက်အမြင်လို့လာပေါ့နော်ဟိုတယ်သွားတာ။ဒါမှမဟုတ်လေ။ဘာလဲဟိုဟိုတယ်သွားရပါတယ်ဆိုပြီးတော့ဘလော့တွေတင်နေလို့လားကောင်မလေးကအဲ့လိုမျိုးရိုက်ပြီးတော့ဟိုတယ်သွားရတယ်ဘသူနဲ့သွားရပါညာဆိုတင်နေလို့လား။အဲ့လိုမြင်လို့လား။ဒါမှမဟုတ်လေဟိုတယ်ထဲဝင်သွားတာမျိုးလုံးနဲ့တက်တက်မြင်လိုက်တာလား။ဒါမှမဟုတ်ကိုကိုတိုင်းတွေ့ကြုံရှိရလားပေါ့နော်ကိုကောင်မလေးပဲဖြစ်ဖြစ် page အရင်ပြတ်သွားရင်ဇာပဲဖြစ်ဖြစ်အဲ့လိုမျိုးတခြားတယောက်နဲ့ဟိုတယ်သွားရတဲ့အတွေ့အကြုံအဲ့လိုမျိုးရှိခဲ့ရလားပေါ့။ တေချာတော့မသိဘူးဗောနော်ဒီလိုမျိုးလာမှန်းနေဆိုရဲဟောဒီတိုင်းတမင်တက်တက်ကြီးဗလိန်ကျင်လို့လာမှန်းလားလားဒါမှမဟုတ်စိတ်တန်ရတခုခုရှိနေလို့လားဗောနော်သေသေးချာချာမသိပါမဲ့ကို့အနေနဲ့ဆိုရင်တော့လေဒီမှာတွေ့နေမြန်မာမြန်မာမလေးတော်တော်များများပေါ့နော်မြန်မာတွေတော်တော်များများဒီအလောက်ချိန်နေစာလေးလာချိန်နဲ့အချိန်ပိုးတွေနဲ့ဟုတ်လို့ ိုတယ်ကိုအမြဲတမ်းဟိုတယ်ဟိုတယ်သွားဖို့အချိန်တော့မှ မရှိကြရလူကြီးများရပေါ့နော်သူကိုအနေနဲ့ဆိုရင်တော့တခါမှမတွေ့သေးဘူးအဲ့လိုမျိုးကိုကပဲသူများအကြောင်းအလောက်ထိစိတ်ဝင်စားလို့လားတော့မသိဘူးပေါ့နော်ကိုရဲ့ပတ်ဝန်းကျင်မှာရှိနေမြန်မာပြည်တော်တော်များများတော့သူပန်းနိုင်နေသူသူရည်ရွယ်ချက်နဲ့သူသူစူးစမ်းမှုနဲ့သူပေါ့နော်အလုံးရှုံနေကြတာများတယ်ဟုတ်တယ်တော့ရလောက်တဲ့ချိန်လေအားအရရဖြစ်မနေကြဘူးပေါ့နော်ဂျပန်မှာအဲ့တော့ တမူးတကရဟိုတယ်တောင်သွားစီရမလို့တကယ်ဆိုရင်လေဒီမှာအကောင်လုံးကတယောက်ထဲနေရလူတွေများတယ်တယောက်တစ်ခန်းတယောက်တည်းအဲလိုမျိုးအပါမန်တွေကွန်ဒိုတွေမှာနေရလူတွေများတယ်ဟိုတယ်ကိုတမူးတကရသွားစီရမလို့တော့ပေါ့နော်ဒီကောင်မပိုင်ရှင်ဘယ်ခက်ကလာတာလဲတော့မသိဘူးအေးကိုခေါ်လိုက်တာနဲ့ရပြီပေါ့ဒါရှင်းပြတာမဟုတ်ဘူးနော်အမှန်တိုင်းပဲပြပြတာယုံကြည်မှလည်းယုံမယ်မယုံကြည်လည်းမယုံယုံကြည်မှလည်းယုံမယ်ဒီ2025ရင်းမှာဂျပန်ရောက်နေတဲ့ကောင်မလေးတွေဂျပန်ရောက်တဲ့ဟိုတယ်သွားကြရလို့ထင်နေတော့အဲ့ဒီအတွေးခေါ်ကတော်တော်လေးကို ကို့အနေနဲ့ကြည့်မယ်ဆိုရင်တော့အရင်ခင်နောက်ကြနေပြီလို့ပဲပြောချင်တယ်ပေါ့နော်။အရင်ကနေကောင်မလေးဟိုတယ်သွားရဲဆိုလဲလေ။ကျုံရလူနဲ့ဟိုတယ်မသွားနိုင်ပါဘူး။ကျုံရလူနဲ့ဟိုတယ်မသွားနိုင်ပါဘူး။ကိုတကယ်ချစ်တဲ့လူကိုတကယ်သဘောကျတဲ့လူကိုလက်ထပ်ဖို့ရည်ရွယ်ထားတဲ့လူနဲ့ပဲဟိုတယ်သွားတာပါ။ပြောချင်တာကျုံရလူနဲ့ဟိုတယ်သွားနေရဆိုလို့ပေါ့နော်အဲ့ဆိုဘာလို့ပြင်ပြင်မမအလုပ်တွေလုပ်နေတော့မှလဲမလုပ်တော့ဘူးလေအဲသူတို့ပေးတဲ့ ဟိုလိုကြုံရကောင်နေပေးတဲ့ sponsor ကပတ်စံနေယူပြီးတော့ပဲအဲတတိယမိုင်ပဲလောက်တော့မှာပေါ့ပြင်ပမှန်မှန်ချိန်ဖို့ရစင်ညဘက်စစ်စနိုင်စစ်စနိုင်မှာအိမ်ပြန်အဲအဲ့လိုမျိုးဘာလို့လောက်တော့မှာလဲတကယ်တော့လိုချင်ဂျပန်မှာ sponsor တတိယအများကြီးပဲပေါ့နော်အဲ့တော့အဲ့လိုတွေပဲယူပြီးချိန်ပြီးတော့ပဲတတိယမိုင်လောက်တော့မှာပေါ့နော် so အကောင်လုံးကသူခံယူကြတဲ့သူပါအားလုံးပတ်မယံမှာနေပေါ့နော် အဲ့ဘသူမှအလွယ်လန်းနေဖြက်လန်းနေလိုက်ပြီးတော့ကျုံရကောင်းတဲ့ဟိုတယ်မသွားနိုင်ပါဘူးဂျပန်လာတဲ့ဆိုတော့ဝဖြစ်ချင်တာတွေလုပ်ချင်တာအများကြီးပဲပေါ့နော်ဂျပန်လာတဲ့ဂျပန်ပြန်ငါဘာလုပ်မယ်ငါဘာဖြစ်ရမယ်ငါပတ်စံဘလောက်စုမယ်အဲအဲ့လိုမျိုးပေါ့နော်ငါဘာဝယ်ခြင်းနဲ့ဘာလုပ်ချင်တယ်ဆိုတာရီမန်းချက်တွေနဲ့လာကြတဲ့လူတွေပဲပေါ့နော်အဲ့တော့ဒီဗီဒီယိုကအဲ့လိုမသွားပါဘူးဆိုပြီးဇွရှင်ပြန်ဇွအင်နိုဆန်လုပ်ပြတဲ့ဗီဒီယိုမဟုတ်ပါဘူးအမှန်တရားကိုပြပြတာပါယုံကျင်ယုံနာမယုံနာလဲ I don't care ပါ no problem မှာကိုအနေနဲ့ပြောရမှာဆိုတော့အဲ့လိုမျိုးလိုက်ပြီးအဟိုတယ်သွားတာတို့မသွားဘူးတို့ဘာလုပ်တယ်ညာလုပ်တယ်ဆိုအပေါ်မှာလိုက်ပြီးတော့ wave fan နေမှာမဟုတ်ဘူးကိုကိစ္စမဟုတ်ဘူးလေတိလာအဓိကကိုတော်ဝင်ကိုယူနိုင်ရပြီဟိုတယ်သွားပြီဆိုလဲအဲဒီဟိုတယ်သွားတဲ့ဘောနောကောင်းကျိုးရှိမယ်ဆိုးကျိုးရှိမယ်ဖြစ်လာမယ်အကျိုးဆက်တွေကလုံးကိုကိုတော်ဝင်ယူနိုင်ရကိုရွေးချယ်လိုက်တဲ့လမ်းကြောင်းတစ်ခုကိုကိုကိုနဲ့တော်ဝင်ယူနိုင်တယ်ဆိုလို့ရှိရင်အဲဒီပုံမှာ ဝေဖန်နေစရာလည်းမလိုကိုနဲ့လည်းမဆိုင်ဘူးပေါ့နော်အဲ့တော့ကိုနဲ့မဆိုင်တဲ့ကိစ္စတွေကိုကိုအနေနဲ့ဆိုတော့အာရုံနဲ့မထည့်ဒီလိုမျိုး comment လိုက်မှန်းမို့ဆိုတော့ way ပဲပေါ့နော်ဒါပေမဲ့တေချာတစ်ခုကတော့ဂျပန်မှာရှိနေကောင်မလေးတိုင်းဟိုတယ်မှာသွားနေပါဘူးတရားရခိုင်နှုံးကြီးအကုန်လုံးကဟိုတယ်သွားပြီးဂျပန်ကောင်လေးနဲ့အိမ်နေကြရလို့မတွေးစေချင်ဘူးပေါ့နော်အဲ့လိုမျိုးပြောလို့အပြောကြည့်တာမဟုတ်ဘူးနော်ဒီလိုကိစ္စမျိုးကြီးကြတော့လေ ဲ့လိုမျိုးကြီးလိုက်ပြီးရှင်းပြနေဖို့မလိုဘူးလို့ထင်တယ်ပေါ့နော်အဲငါမသွားပါဘူးလို့ဟိုတယ်ဆိုတာပါလေလို့အဲ့လိုမျိုးတွေအမ်ဆိုအနိုမဆက်ပြချင်ဘူးပေါ့နော်လူကလူကကိုယ်လိပ်ပြကိုယ်လုံရင်ရပြီလို့ထင်တယ်အဓိကကိုယ့်ကိုယ်ကိုယုံကြည်ပြီးတော့ကိုယ်လိပ်ပြကိုယ်လုံနေဆိုရင်ပတ်ဝန်းကျင်ကိုအမ်ကိုကတော့ I don't care ပါယောက်ျားလေးတယောက်အနေနဲ့ဒီလိုမျိုး comment မှန်းနေဆိုရင်တော့ ဘယ်လိုပြောရမလဲလူကြီးလူကောင်မပိတအောင်လို့ပဲပြောချင်တယ်။နောက်ဖုန်းတော့ဒီလို comment တွေ reply မပြန်တော့ပါဘူး။ဟုတ်မယုံချင်တဲ့လူတွေကိုတကူးတကန်ရှင်းပြနေလို့လည်းလေမယုံလားမယုံလားမဟုတ်ဘူး။တချို့လူတွေကလေသူတို့တွေးချင်တဲ့ဘက်ကိုပဲတစ်ဖက်သက်ဆွဲပြီးတော့မရောက်ရအောင်တွေးတာ။အဲ့အဲ့ဒီအပေါ်မှာလိုက်ပြီးတော့อืมဖြည့်ရှင်းချက်လည်းမပေးချင်ဘူးနော်။ဟုတ်ဒါကပထမဆုံးနဲ့နောက်ဆုံးပါပေါ့နော်။